အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ Tell Me The Burma Story မှပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့စာရေးဆရာစီယနာယာမညရေးသားထားတဲ့အောင်မြတ်တာဇလန်းတွဲအပိုင်းလေးဖြစ်တဲ့အောင်မြတ်တာနဲ့နှလုံးချေကဝေဆိုတဲ့ဂမ်မီယာဇလန်းလေးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီဇလန်းလေးမစခင် ကျမတို့ရဲ့ channel လေးမှာ ဇလန်းကောင်းလေးတွေကိုအမြဲမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ပေးပြီးဘေးကခေါင်းလောင်းလေးကိုနှိပ်ပေးဖို့တောင်းဆိုချင်ပါတယ်ရှင်။အမြတ်တာနဲ့တပည့်တက်ခိုင်တို့နှစ်ယောက်ခြေဦးတရာကိုတွားရင်နေရအဆုံကိုရောက်ခဲ့ကြတယ်။တက်ခိုင်ကိုလည်းအခြေခံအင်းဆမဆွဲနီးကိုတင်ပြီးရင်ညောင်သားရွာရဲ့ရွာထိပ်စရက်မှာအထိန်တော်တော်ကြာနေခဲ့လိုက်ကြတယ်။တက်ခိုင်ကတော့အရက်ကိုလည်းဖျားမှလှူလိုက်ပြီး သူ့ဆရာအောင်မြတ်သားလို့အစွမ်းနေရကြတော့အပတ်တကုတ်လိလာတယ်။အင်းဆမွားတွေကိုဆွဲတယ်။စိတ်ကိုလည်းတည်ငြိမ်အောင်ထားတယ်။ဒါပေမဲ့အောင်မြတ်သားလောက်ပါရင်ပါမလာတော့ထင်သလောက်ခီးကမပေါက်ခဲ့ဘူး။တရက်မှာတော့တက်ခိုင်တယောက်မနဲ့အိယာနိုးတော့ဘေးမှာအောင်မြတ်သားကမရှိတော့ဘူး။ဆရာထဲကရေဦးစင်လေးပြီးနှာမှာစားထဆောင်ထားသွားတယ်။တက်ခိုင်လည်းစာကိုယူဖက်လိုက်တော့ တက်ခိုင်။ငါမဟာမြိုင်တော်ကိုခဏပြန်သွားတယ်။ငါဆရာတွေခေါ်လို့ခဏပြန်သွားရတယ်။မင်းအခုလုံနေတဲ့အလုပ်ကိုပဲဆက်လုပ်နေပါ။ငါမရှိတဲ့အချိန်မင်းအတွက်ဘလို့အခက်အခဲတွေပဲရှိရှိ မင်းကငါပေးထားတဲ့အင်းဆက်မတွေကိုရေယုံကြည်ကြည်နဲ့စိတ်နှစ်ပြီးလှုပ်ဆောင်ပါ။ဒါကမင်းအတွက်အတွေ့အကြုံအစ်စ်တွေရလာလိမ့်မယ်။တက်ခိုင်ကအောင်မြတ်သားကြီးတဲ့စာကိုဖတ်ပြီးတပြင်းရှည်တစ်ချက်မှုတ်ထုတ်လိုက်တယ် ပြီးတော့မိမိလှုပ်ရမယ့်အင်းဆမတွေကိုထိုင်ရင်းနေလိုက်တော့တယ်။ညာဘက်စောင်းလေယူကတစ်ချက်တစ်ချက်ဝိတ်ခနဲဝိတ်ခနဲတိုက်တဲ့အချိန်ကြောင့်ဇရက်ပေါ်ကအမိုးတွေကတဆေသကောင်တောင်းညံ့နေသလားထင်ရအောင်ဝုံနိုင်ကျနေလေရဲ့။တက်ခိုင်းလေဇရက်လီကိုရနေရာလေးမှာဖျောင်းနိုင်မီလီထွန်ပြီးအင်းဆမတွေရင်းနေလိုက်တယ်။အချိန်ဘလောက်ကြာသွားမှန်းလဲမသိလိုက်ဘူး။ဇရက်ဘေးမှာတရှက်ရှက်နဲ့လမ်းလျှောက်တန်လို့လူတအူးဖြတ်သွားတယ်လို့ အတန်ကြာတော့မှတတိပြန်ဝင်လာတယ်။ရွာရဲကစစ်တုံတန်ကိုနားထောင်လိုက်တော့ဒါကလူငယ်ကောင်းချချင်အောင်ရောက်နေပြီကိုအလိုနဲ့ခလီငိုတန်ပါလား။ဒီချိန်ချင်းရွာပြင်မှာဘယ်ကခလီငိုတာလဲ။ရွာရဲကများခလီလာဖြစ်သွားတာလား။တက်ခိုင်လဲရေလက်ဆအင်းကိုချပြီးဖြောင်းနိုင်မီလေးကို လက်ကလေးကဇေယအောက်ကိုဆင်းပြီးလိုက်ရှာကြည့်လိုက်တော့ဘာမှမတွေ့ဘူး။ ဒါပေမဲ့ခလေးငုံတန်းကတော့အတိုင်းသာကြားနေရပါလားခလေးငုံတန်းနဲ့အတူမိမတယောက်ရဲ့ငုံတန်းကရောပါလာတယ်တက်ခိုင်မိမိရဲ့စိတ်ကိုတင်းညအောင်ဆူစီလိုက်တယ်စိတ်ကိုဆူစီပြီးဇရက်ဘေးကိုကြည့်လိုက်တော့ဟာတော်ရုံမချောက်တတ်တဲ့တက်ခိုင်တွေးလိုက်ရတဲ့မြေခွင်းကြောင့်ရုတ်တရက်လန့်သွားတယ်တကူလုံးလဲဆနှင်းနေလိမ့်ထားသလိုဝါထိန်နေပြီး ရှင်ဘက်အလေတတဲ့ကထထမ်းခွဲနေတဲ့မိမတရမျက်နာတစ်ခုလုံးဖောရောက်နေပြီရှင်ဘက်အလေကသွေးစိမ့်ရှင်ရှင်နေပန်းထွက်နေတာဝတ်ထားတဲ့အင်ကြီးအဖြူကသွေးရောင်နေဆနွေးရောင်နေကြောင့်အနီတစ်ခွက်အဝါတစ်ခွက်နဲ့တီချာကြည့်လိုက်တော့ဝမ်ပိုက်တစ်ခုလုံးဟတ်တက်ကွဲပြီးကွဲနေတဲ့ပိုက်ထဲကချက်ကျူးမဖြူရသေးတဲ့ဝေကင်းစကလေးကရုတ်တရက်ဆူဆူဝါဝါထငိုပါလျော် ဟာခလေးကချက်ချိုးတလန့်ကြီးနဲ့ကွဲနေတဲ့ဘိုက်ထဲကနေတွဲလောင်းကျနေပါလားချက်ချိုးတလျှောက်သွေးတွေကလည်းတဇက်ဇက်ကျနေတာအောက်မှာလည်းအိုက်ထုံးနေတာပဲအဲ့ဒီသွေးတွေအနားမှာရင်ကောင်မဲမဲတွေကအုံလိုက်ကျင်းလိုက်ဝဲနေတာတကယ်ကိုအော်ကလီဆန်စရာကောင်းနေတက်ခိုင်လဲစိတ်ကိုမနှဲတိညာအောင်ထားပြီးဆရာပြောထားသလို ဒါဟာငါ့အတွက်အတွေ့အကြုံပဲ။ငါလှုပ်ထားတဲ့အင်းသမားတွေရဲ့အစွမ်းကိုငါဘလို့သိအောင်လုပ်ရမလဲ။အဲ့လူစဉ်းစားနေတော့ဘိုက်ကြီးတဲ့မိမကသူ့ကိုတစုံတစ်ခု ပြောမလို့အနားကပ်လာတယ်။ပြောတာပြောနေတာအတန်ကလုံးဝကိုမထွက်ဘူး။တက်ခိုင်လဲဘာလို့ရမှန်းမသိတဲ့အချိန်။တက်ခိုင်အမိန့်ပြန်လိုက်။နှုတ်ဖွင့်စီလို့အမိန့်ပြန်လိုက်။ ဆရာအတန်နားထဲမှာကြားလိုက်ရတယ်။တက်ခိုင်လေ။ကဲနှုတ်ဖွင့်စမ်းပြောချင်တာရှိပြောစမ်း။အဲ့လိုပြောလိုက်တော့မှဆရာလေးကဲပါဦး။ဆမောကဲပါဦး။ဟဲ့နင်ဘာဖြစ်တာလဲ။ငါဘာကူညီရမလဲပြောစမ်း။ဆရာလေးဆမောကိုသူတို့ချုပ်ထားတယ်။ဒီဆရာမှာဆမောနှလုံးကိုမြုပ်ပြီးချုပ်ထားတယ်။ ဆရာလေးတို့ဆရာရှိနေတော့သူတို့မလာရင်ဘူးကျမကိုလည်းသူတို့ခိုင်းတယ်ကျမလွတ်ချင်ပြီကျမကိုသူတို့အခုလာခေါ်နေကြပြီသူတို့နေရာပြောင်းတော့မယ်ဆရာလေးကိုသူတို့မကြောက်ဘူးဆရာလေးရဲ့ကျမကိုကဲပါဦးမင်းကဘလို့ဖြစ်တာလဲကျမကဟိုဘက်300မြန်မာနေတာပါနေစီလာစေခလေးမမွေးနိုင်ပဲ မိတွင်ထဲမှာပဲဆုံးခဲ့တယ်။ကျမဆုံးတော့ဘိုက်ထဲကကလေးပါမရှင်းတော့ဘူး။ကျမအလောင်းကိုသူတို့ပြန်ခေါ်ပြီးရင်းကိုခွဲလိုက်တယ်။ပြီးတော့ကျမနှလုံးကိုထုတ်ပြီးအစီရင်တွေစီမံပြီးကျမကိုခိုင်းစားတာပဲ။ကျမဒီဘဝကလွတ်ချင်ပြီ။ဆရာလေးသူတို့လာပြီ။ကဲပါအောင်ကျမကိုကဲပါအောင်။တက်ခိုင်ချိန်မကိုင်းမီလက်မကိုင်းမီဖြစ်သွားတယ်။ ဘာလို့လို့လို့ရမှန်းလဲမသိတော့အဲ့ဒီအချိန်တက်ခိုင်အင်းသမားတွေကိုလက်ဖွားနဲ့ရိုက်ပြီးလက်ညှိုးထိတ်နဲ့ဇရက်ပက်လေစီးချလိုက်ဆရာအတန်ကနားထဲကြားလိုက်ရတယ်အတားနဲ့အားတက်ပြီးဆွဲလက်ဆအင်းကိုလက်ဖွားနဲ့တုံးချက်ပုတ်ပြီးလက်ညှိုးထိတ်နဲ့ပက်ပက်လေစီးချလိုက်တယ်အလုံးလေးလညိုးတွေကရွှေရောင်အလင်းနှံတွေထွက်နေပါလားအလင်းနှံတွေက ဇရက်ပပတ်လေဆဝိုင်းပုံတရံအနေနဲ့တည်နေပါလားခဏနေတော့လေပြင်းတွေရုတ်တရက်တိုက်လာတယ်ခုနကအသားမိကဇရက်အနောက်ဘက်မှာဝက်နေပြီးအာကိုနေတဲ့မျက်နှာလေးတွေနဲ့ဘာဆက်ဖြစ်မလဲကြည့်နေရှာတယ်ဟာကောင်းကင်မှာပြန်လာတဲ့လက်ဓာတ်တွေပါလားခြောက်ကောင်လောက်ရှိမေဇရက်မလန်းမကန်းမှာရှိတဲ့စိမ့်ပန်းပင်ပေါ်မှာခြောက်ကောင်လောက်နားလိုက်တယ်ပြီးတော့အောက်ကို ဖုတ်ခနဲဆင်းလာတယ်။အောက်လဲရောက်ကအလုံးလူတွေဖြစ်ကုန်ပါလား။တက်ခိုင်ကဇေယထဲကနေအခြေအနေကိုလှမ်းကြည့်နေလိုက်တယ်။ခုနကတားထားတဲ့စီးတွေကညအမောင်မှာရွှေရောင်တဖိတ်ဖိတ်တောက်နေတာ။လက်ထားတွေကနေ လူတွေပြောင်းသွားတဲ့လူအုပ်ထဲမှာယောက်ျားတွေလည်းပါတယ်။မိန်းကလေးတွေလည်းပါတယ်။အလိုလေးပြူပြန်းအရွယ်လေးပါလား။ဒါဟာမိသားစုပဲဖြစ်ရမယ်။ ဆရာလေးကဲပါဦးကျမကိုဖမ်းတော့မယ်ခုနကအုပ်စုထဲကအသက်ခက်ကြီးကြီးမိမကဟဲ့ကောင်မထွက်လာစမ်းဆရာပေါ်ကကလောက်လေးမလောက်စားနဲ့ဟိုကောင်မကိုထုတ်ပေးစမ်းနောက်မှငါအဆုံးဆုံးနဲ့တက်ခိုင်ကအခြေအနေကိုကြည့်နေလိုက်တယ်သူတို့ကစီဝိုင်းတဲမဝင်ပဲအပြင်ကနေပဲအော်နေပုံထောက်ရင်သူတို့မဝင်ရဲတာဖြစ်မယ် ခမားတော့ဝင်လာလို့ရရင်ဝင်လာလိုက်လေဟိုကောင်မလေးကိုသားမဟုတ်ကျုပ်ကိုပါတက်ပြီးနှလုံးထုတ်ယူလိုက်လေခမားတို့ခိုင်းစားသမျှကျုပ်လုပေးပါမယ်ဒီမလောင်လေးမလောင်စွာကောင်းလေးကစီးအပြင်ကသာကျင်းဝနေပြီမဲ့စီးရဲကိုဝင်းမလာရဲကြဘူးခဏနေတော့နောက်နေ့ပြန်တွေ့ရပါတော့မင်းပညာကစောင်းလို့တော့မဟုတ်ဘူး ငါတို့ပညာတွေအကုန်မရသေးလို့မနှမ်းပြန်ပညာတောင်းပြီးပြန်လာခဲ့မယ်စောင့်နေလိုက်မြေပေါ်ကိုဖနှောက်ပေါက်ချလိုက်တာ အကုန်လရတွေဖြစ်သွားပါလိမ့်ရောတခိုင်အဲ့ရောမှတပြင်းချနိုင်တော့တယ်တရေသားအမိကတော့သူတို့နေရာလေးမှာပဲငုတ်တုတ်လေးထိုင်နေတယ်တခိုင်လည်းကြည့်ပြီးတနာသွားတယ်မင်းတို့လွတ်အောင်ဘယ်လိုလုပ်ရမလဲမသိသေးလို့ မနှက်ဖြန်တော့ဆောင်။နှက်ဖြန်ငါကြိုးစားပြီးလွတ်အောင်လုပ်ပေးမယ်။အလိုပြောပြီးဇေယျပေါ်ကကုတ်ပစ်လေးပေါ်မှာလှဲလိုက်တာဘလို့အိပ်ပျော်သွားလဲတော့မသိဘူး။တက်ခိုင်ထဆန်။ဆရာအတန်ကြာမှလန့်နိုးလာတယ်။ဟာဆရာပြန်ရောက်လာတာလား။ဟိုဟိုကိစ္စလေး။အေးဒီညပြီးရင်သူတို့လွတ်ပါပြီဒီညဟိုအဖွဲတွေပြန်လာလိမ့်မယ် ဒီတခါမင်းမနေ့ကလုတ်တယ်လို့မရတော့ဘူး။မင်းပညာတွေကနှုတ်သေးတော့သူတို့ကမင်းမနိုင်တော့ဘူး။ဒီနေ့သူတို့နဲ့အတူ သူတို့ရဲ့ဆရာပါလာလိုက်မယ်။လာပါစေပေါ့ဆရာရှိနေတာပဲ။ဟာမဟုတ်ဘူးတက်ခိုင်။ဒီညမင်းပဲဒီကိစ္စကိုရင်ဆိုင်ရမယ်။ဗျာ။အေးအားလုံးအဆင်ပြေအောင်ငါစီစဉ်ပေးမယ်။ဒီညငါအဝေးတနေရာကနေကြည့်နေမယ်။ငါတင်ပေးတဲ့အတိုင်းသာလုပ်။မင်းပေးမှာ။ ငါရှိနေတယ်လို့သဘောထား။အမျက်သားကတက်ခိုင်လောက်ရမယ့်အချက်တွေကိုပြောပြပြီးဇေယျဘော်ကနေထွက်သွားတယ်။ညာကတဖြည်းဖြည်းနှက်လာပြီးတက်ခိုင်လည်းဆရာတင်ပေးတဲ့အတိုင်းလှုပ်ရှားရှိရာတွေကိုအသင့်ပြင်ထားလိုက်တယ်။ခဏနေတော့လေပြင်းတွေတိုက်လာတယ်။ကောင်းခင်ကိုကြည့်လိုက်တော့လဒါတွေဟာအလေကလဒါကလူကြီးလက်တကားစာလောက်ရှိတယ်။ဒါဟာသူတို့ဆရာပဲဖြစ်ရမယ်။ ခဏနေတော့လဒါတွေကလူပုံပြောင်းပြီးဆင်းလာတော့ဒီတစ်ခေါက်စီးတာမတားထားပါလားအလုံးလေးအသက်ကတော်တော်တောင်အုံနေပြီအဖိုးကြီးတယောက်ပါလားမျက်လုံးတွေကစူရဲပြီးအယောင်တွေတောက်နေတယ်တော်ရုံအဆင်တော့မဟုတ်လောက်ဘူးငါအဆင်နဲ့နိုင်မှာမဟုတ်ဘူးဆရာခအဲ့ဒါကိုသိနေလို့လုံရမယ့်အရာတွေကို လာတင်ပြပေးသွားတာကိုဟဲ့ကောင်လေး ငါစိတ်ကောင်းနေတော့မနေ့ကကိစ္စကိုပြန်တောင်းပန်ပြီးငါတို့တယောက်ချင်းစီကိုထိုင်ကြော့ရင်နေအတက်ကိုချမ်းသာပြီးမယ်ဘေးမလေးကိုကောင်းပါဒီမအဖို့အတက်လည်းကြီးနေပါပြီမကောင်းမှန်းသိရနဲ့ဘာလို့ဆက်လုပ်ချင်နေရလဲကျွန်တော်ကိုနိုင်ရင်ကျွန်တော်အတက်ကိုယူမနိုင်ရင်တော့အဲ့ဒီပညာတွေအကုန်ကျွန်တော်သိမ်းမယ်တတိရှိလားကဲအဖိုးတို့ပညာတွေထုတ်သုံးပါအောင် အဲ့လိုပြောတော့ဟိုဘက်ကရှူးရှူးရှဲရှဲဖြစ်သွားတယ်။မင်းတော့တေဝူတာပြင်းဆိုပြီးခပုံစတဲ့ကကျွေးယုံလေးထုတ်ဖနာပေါင်လာယုံနဲ့မျက်လုံးပါးစပ်တွေကအစမဲနဲ့နေတဲ့ကျွေးတဲ့ကောင်ဖြစ်သွားပြီးတက်ခိုင်ကိုခတ်ဖို့တဖောင်းဖောင်းမြည်အောင်ပြေးလာတော့တက်ခိုင်ကလက်ဖွားနဲ့ကာပြီးရောက်တဲ့နေရာရက်စေအဲ့လိုပြောလိုက်တာနဲ့ကျွေးကပြေးနေရင်လောက်မရတော့ဘူး ဖိုးကြီးမျက်နှာကွက်ခနဲပြတ်သွားတယ်။ပြီးတော့မန်မလျှော့သေးပဲ။မထဲငမိန်လားစမ်းအဲ့လိုပြောပြီးမြေကြီးကိုဖနှောက်နဲ့ပေါက်ချလိုက်တာ။မြေကြီးတွေကထွက်လာတာဗျာ။အဆွေကြီးတွေအဖွေးသားနဲ့လက်သေးတွေဆိုတာတထွာလောက်ရှိလိမ့်မယ်။ဘလူးနှကောင်တက်ခိုင်ကိုတစားစီလှုပ်ဖို့ဇရက်အပေါ်ကိုတက်။ဒေဝရက်ခလာစမ်းငမိုက်သားတွေကိုဆုံးမလိုက်စမ်း။ အဲ့လိုပြောလိုက်ုံနဲ့တက်ခိုင်အရှိခက်လန်းလန်းမှာအယောင်အဝါတောက်နေတဲ့တန်လျက်တစ်ဖက်တင်းပုတ်တစ်ဖက်ကင်ထားတဲ့ဘလူးကြီးတစ်ကောင်ပေါ်လာပါလေရောဘလူးနှစ်ကောင်ကလည်းသူ့ကိုဂယူးမဆိုင်ပဲအတင်းပြင်းဝင်လာတော့တက်ခိုင်အရှိကကာထားတဲ့ရက်ခတ်တင်းပုတ်နဲ့တစ်ချက်လွှဲရိုက်လိုက်တာဖြောင်းဆိုပြီးပေ90လောက်လွင့်ထွက်သွားတယ်နောက်တစ်ကောင်ကထပ်ဝင်လာပြန်တယ်တင်းပုတ်စာလောက်ထပ်မိပြီး အထနိုင်တော့အဖိုးကြီးမျက်နာကဇီးရွက်လောက်ပဲကြံ့တော့တယ်တခိုင်လဲဆရာပေးထားတဲ့အင်းချက်လေးကိုပါစက်ထဲငုံပြီးတင်ပေးတဲ့အတိုင်းပြောတာပြောသလိုဖြစ်နေတော့သူလဲအံ့ဩနေတယ်အမျက်တာကိုပို့ပြီးယူသေးလေးစားမိတယ်ကဲပွဲကတော့ပြီးသွားပြီပညာရည်အတော့အဲ့လိုပြောရုံပဲရှိသေးတယ်ခုနကအဖိုးကြီးနဲ့အပေါင်းပါရီပြေးဖို့အလို့ ကဝေရဲ့အချုပ်အနောက်မယ်တော့လာရောက်ပါအဲ့ဒီအချိန်စိန်ပန်းပင်ပေါ်မှာမတည့်ရက်နေတဲ့သူတယောက်ကိုတွေ့လိုက်ရတယ်ဒါပေမဲ့ကြောပေးထားတယ်အနံ့ရံဝစ်စုံနဲ့အရက်ကထန်းတပင်လောက်ရှိရဲ့အရာနဲ့တက်ခိုင်က အနောက်မယ်တော့လာတာကိုဝမ်းသာပါတယ်ဒီအပေါင်းပါတွေကဂရိကိုချိုးဖောက်တယ်သူတို့ပညာကိုကျုပ်ဆရာအမိန့်နဲ့ကျုပ်သိမ့်လိုက်လို့ရတယ် ဒါပေမဲ့ကျုပ်အစ်စ်မကြောက်ခြင်းလို့မေတော့ကိုခေါ်လိုက်တာပဲမိမိအပိုင်စားရထားတဲ့ကဝေတွေအားလုံးသူတို့ပညာတွေကိုသိမ့်ပေးပါအဲ့လိုပြောလိုက်တာနဲ့ခုနကအဖိုးကြီးနဲ့အပေါင်းမတွေစီကနေတော်ဆုံးတစ်ခုကိုယူတယ်လို့လက်ဆန်တန်းလိုက်ုံနဲ့အားလုံးပျော့ခွေပြီးလဲကျသွားတယ်ပြီးရနဲ့ဖြက်ခနဲပျောက်သွားတယ်အဖိုးကြီးနဲ့အပေါင်းမတွေလူလဲထပြီးညီကြီးကို ဖနှောင်းနဲ့စောင့်ပြီးပြေးဖို့လို့တော့ဘာမှမဖြစ်လာဘူး ဘာလို့လဲဆိုတော့အနောက်မယ်တော့ကသူတို့အစမ်းနေကိုဘူးရီနဲ့အကုံပြန်နှုတ်ယူသွားလိုက်မှန်းမသိလိုက်ကြဘူးခဏနေတော့အလာတုံးကလေးဘောကလာတဲ့အဖွဲကအခုတော့အဖိုးအိုကိုတွဲပြီးဇရက်ဘေးကနေတဖြည်းဖြည်းထွက်သွားကြတော့တယ်တက်ခိုင်လဲတီးတိုးရေရွလိုက်တယ်အော်ငရဲရောက်ချင်းစင်အပေါ်တက်မှတ်ကြတာကိုနောက်နေမနဲ့မိုးလင်းတော့ဇရက်ဘေးကတောက်တိုင်နားမှာမြုပ်ထားတဲ့အရာတွေဖော်လိုက်တော့ ထမိန်ဆုံးနဲ့ထုတ်ထားတဲ့အထုပ်လေးတစ်ထုပ်ကိုတွေ့တာနဲ့မီးရှို့လိုက်တယ်။မီးရှို့နေတဲ့ချိန်တခိုင်ဟိုကောင်မလေးတော့လွတ်သွားပြီ။ဆရာအတန်ကိုကြားလို့လှည့်ကြည့်လိုက်တော့အောင်မြတ်တာကတခိုင်ကိုပြုံပြုံကြည့်ကြည့်နေတာမြင်တော့တခိုင်လည်းအောင်မြတ်တာကိုထိုင်ကလေးလိုက်မိတယ်။အောင်မြတ်တာနဲ့နှလုံးချွေကဝေဇလန်းတွေကတော့ဒီမှာရင်ပြီးဆုံးပါပြီရှင်။နောက်ထပ်လာမယ့်အပိုင်းငါး အောင်မြတ်တာနဲ့ဖုတ်ဝင်သူဇလန်းထဲမှာလဲအောင်မြတ်တာတို့ဆရာတပည့်တွေဘလို့တွေကြုံပြီးပြဿနာတွေဘလို့ဖြေရှင်းမလဲဆိုတာကိုစောင့်မျှော်နားဆင်ပြပါအောင်ရှင်။နားထောင်သူပြည်သက်များအားလုံးကိုယ်စိတ်နှစ်ဖြာ ရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျမကတော့စာဖတ်သူပန်းခတ်ဖြစ်ပါတယ်ရှင်။